မင်းအရှိအယံမှာလျှက်ပြက်ခြင်းကိုလက်ခံလိုက်ပြီလားအမေအရှိအယံမှာလျှက်ပြက်ခြင်းကိုယုံနာမဟုတ်ဘူးမို့လားဟမ်အခုခရစ်တော်ရောင်ဆောင်နေတဲ့တကဘာလုံးမှာပေါ်နေပြီသူတို့နောက်လိုက်လာအောင်ယုံကြည်သူအများကြီးကိုအထင်မြင်မအောင်လှုပ်ကြသခင်ယေရှုဘာပြောခဲ့လဲထိုအခါသူတပားကဤယန်း၌ခရစ်တော်ရှိသည် ထိုယန်း၌ရှိသည်ဟု ဆိုတော်လဲမယုံကြနှင့် အကြောင်းမှာခရစ်တော်ရန်ဆောင်နေမိဆာပရိုဖက်တို့ပေါ်လာ၍ရေးချယ်သူတို့ကိုဖြစ်နိုင်လေအထင်မြင်မားစေအောင်အံ့ဖွယ်မှုကိုပြဟုတ်တယ်အထင်မြင်မားအောင်လုပ်တာခံရတယ်ခရစ်တော်အရောင်ဆောင်သူခရစ်တော်အစ်စ်နဲ့အတူကိုခွဲဖို့ကဘ누구ကတမန်တရားဖော်ပြနိုင်လဲဆိုတာကိုကြည့် စဉ်းစားကြည့်ဖောက်ပြန်ပျက်စီးရဲ့လူထဲမှာတမန်တရားဖော်ပြနိုင်သူရှိလားဘာသာရေးသင်းအုပ်တွေဓမ္မပါရဂူတွေတမန်တရားဖော်ပြနိုင်လားစဉ်းစားကြည့်ဆိုးရိုးတဲ့ဝိညာဉ်တွေကတမန်တရားဖော်ပြနိုင်လားအဲ့ဒီဘာသာရေးခေါင်းဆောင်တွေကတမန်တရားကိုဖော်ပြနိုင်လားကဘာမှာရှိရဲ့နာမည်ကြီးပြီးကြီးမြတ်သူတွေကတမန်တရားဖော်ပြနိုင်လားอืมဆိုးရိုးတဲ့ဝိညာဉ်တွေကမဖော်ပြနိုင်ဘူးနာမည်ကြီးပြီးကြီးမြတ်သူတွေလည်းမဖော်ပြနိုင်ဘူးอืม ဘာသာရေးကောင်းဆောင်တွေကြတော့အဲ့ဒါတော့သိချာမသိဟာနင်ဒါရီကိုနားမလဲခရစ်တော်အစ်စ်နဲ့တူခွဲနိုင်မှာမဟုတ်ဘူးတဘောတရားအရာဖျားပဲတမာတရားကိုဖော်ပြနိုင်တယ်။အင်းဒါကိုလက်ခံတယ်။ဒါပေမဲ့နင်လက်ခံတာဖျားကပဲတမာတရားကိုဖော်ပြနိုင်တယ်ဆိုရဲဆိုလိုရင်းကိုနားလည်တဲ့သဘောမဟုတ်ဘူး။အော်ငါ့ကိုရှင်းပြပါလား။တမာတရားကဘာလဲဆိုတာကိုအရင်ပြောရအောင်။တမာတရားဆိုတာကဒါအရေးကြီးအကြောင်းအရာပဲ။ အရင်ကတခါမှမတွေ့ဘူးတကယ်နားမလည်ဘူးလူရဲ့ဖောက်ပြန်ပျက်စီးမှုကြောင့်ဖော်ထုတ်တဲ့ဖျားနှုတ်ကပတ်တော်တွေကတမာတရားလားอืมဟုတ်တယ်ပြီးတော့ဖျားရဲ့စီမံခန့်ခွဲမှုအလုပ်ရဲ့ရွယ်ချက်ကိုချပြတယ်ဖျားနှုတ်ကပတ်တော်တွေကရောအော်တမာတရားပဲကျန်းစာရဲ့နည်းနည်းမှုတွေအကြောင်းသူ့နှုတ်ကပတ်တော်တွေကရောတမာတရားလားအေးဟုတ်တယ်ပြီးတော့အဲလူစာတီခန့်ခြင်းရဲ့နည်းနည်းမှုကလည်းတမာတရားပဲမို့လားอืม ဘာရှိသေးလဲနောက်ပြီးတော့အာလူမျိုးစုံရဲ့အဆုံးသက်တွေနဲ့ခီးပန်းနိုင်တွေကိုဖះဆုံးဖြတ်ပုံရဟောอืมနောက်ပြီးတော့နောက်ပြီးတော့ဖះသခင်ကလူတွေကိုရိုးသားဖို့ပြောတာ အော်ရိုးသားမှုအကြောင်းနှုတ်ကပတ်တော်တွေအဲချစ်ချင်းဖះကိုချစ်ချင်းအမ်ဖះကိုကျိုးနွမ်းနာခံခြင်းအမ်ပြီးတော့ပြီးတော့တာဝန်ကိုကောင်းကောင်းဖြည့်စီပြီးဖန်ဆင်းခံကောင်းတယောက်ဖြစ်ဖို့နီးလန်းအော်ဟုတ်တယ် အရေးကြီးဆုံးတစ်ချက်ကိုလည်းငါသိတယ်။ငါလည်းအဲ့ဒီတော့ကပတ်တော်ကိုဖတ်တယ်။နေရင်ပြော။နေရင်ပြော။ဖះကိုကြောက်ရွံ့ပြီးမကောင်းမှုကိုရှောင်ကျဉ်ဖို့နီးလန်။အာမင်။ရှင်ဝေမင်းဖះရမြန်လိုက်တာ။ဒီအချိန်မှနေတော်တော်ရလိုက်တယ်။နေကဖះနှုတ်ကပတ်တော်ကိုတောင်းတပြီးဖះရဲ့လမ်းပြမှုရှိရဲ့။ဟာ။အော်ဒီနှုတ်ကပတ်တော်တွေအလုံးတမတရားပဲ။ ဒါဆိုငါနှုတ်ကပတ်တော်တွေစားတော့ရင်ကိုကိုကိုပြင်ဆင်နေတာဟာဘယ်သူမှဒီနှုတ်ကပတ်တော်တွေကိုမဖော်ပြနိုင်ဟုတ်တယ်တမတရားကဘာလဲဆိုတာနားလည်ပြီဆိုတော့အယောင်ဆောင်တွေကဒီနှုတ်ကပတ်တော်ဖော်ပြနိုင်လားတွေးကြည့်မဖော်ပြနိုင်ဘူးဒါဆိုသူတို့ကလူတွေကိုဘလို့လှဲ့စားပြီးသူတို့နောက်လိုက်အောင်လုပ်တာလဲအင်းနမိတ်တွေအံ့ဖွယ်အမှုတွေသုံးပြီးတော့လားဟုတ်တယ်နမိတ်လက္ခဏာ prophet ဖြစ်ချက်အမှားဒိဋ္ဌိအယူနဲ့မှားပြီးအဘိဗေမဲ့တာတွေသုံးကြတယ် အများဆုံးအနေနဲ့သူတို့ကတမန်တရားကိုမချစ်မိုင်မဲပြီးမပြတ်သားတဲ့လူတွေကိုအထင်မြင်မှအောင်လုပ်တယ်။အော်သူတို့ရဲ့နမိတ်တွေအပ်ဖွဲ့အမှုတွေ profit future တွေကလူရဲ့အဖောက်ပြန်ပျက်စီးရဲ့စိတ်ကိုမဖယ်ရှားနိုင်ဘူး။ကဲတင်ခံရအောင်မကူညီနိုင်ဘူး။ဟုတ်တယ်။ဒါပေမဲ့ဘုရားကသူ့မှုပြုပြီးတမန်တရားပေါ်ပြရမှာလူရဲ့အဖောက်ပြန်ပျက်စီးရဲ့စိတ်သဘောထားနဲ့အနှစ်သာရကိုဖော်ထုတ်ဖောက်ပြန်ပျက်စီးရဲ့စိတ်သဘောထားကိုဖယ်ရှားရဲ့နီလန်ကိုလူကိုပြပြီးလူကိုကဲတင်ခံရအောင်လုပ်ပေးရဟုတ်တယ်ဒါကြောင့် လူစာတိကံဖျားကသာတမတရားဖော်ပြပြီးလူကိုကဲ့တင်နိုင်တယ်။နမိတ်တွေအံ့ဖွယ်အမှုတွေပရောဖက်ပြုချက်အမားတွေကိုအမိပြုသူတွေကခရစ်တော်အတုတွေလှည့်စားတဲ့သူတွေပဲ။ဟုတ်တယ်။သူတို့ကခရစ်တော်လို့ပြောပေမဲ့တမတရားမဖော်ပြနိုင်ဘူး။ဒါမှမဟုတ်လား။อืมလူတွေသူတို့နောက်လိုက်အောင်လုံနိုင်ပေမဲ့မကဲနိုင်ဘူး။ဒါဒုက္ခပေးနေတာမဟုတ်လား။ဟုတ်တယ်။နင်ဒီလိုမိသားဟာရပြုတော့အနန္တတကုရှင်ဖရာသခင်ပြောသည်မှာလူစာတိခံဖရာသခင်ဖြစ်တော်သူသည် ဖျားသခင်၏အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီးလူစားတိခံဖျားသခင်ဖြစ်တော်သူသည်ဖျားသခင်၏ဖော်ပြခြင်းကို ပိုင်ဆိုင်လက်မည်ဖြစ်သည်ဖျားသခင်သည်လူစားတိခံယူသည့်အတွက်သူလှုပ်ဆောင်ရန်ရည်ရွယ်သည့်အမှုကို သူလှုပ်ဆောင်မည်ဖြစ်ပြီးဖျားသခင်သည်လူစားတိခံယူသည့်အတွက်သူ၏ဖြစ်ခြင်းကိုဖော်ပြမည်ဖြစ်ကလူသားထံတမန်တော်ကို ယူဆောင်လာနိုင်မည် သူ့အပေါ်အသက်ကိုအနှင်းနိုင်မည်ဖြစ်ပြီးသူ့အတွက်လမ်းခရီးကိုညွန်ပြနိုင်မည်ဖြစ်သည်ဖရာသခင်ဤအနှစ်သာရမရှိသည့်ဇာတိပဂတိသည်လူဇာတိခံဖရာသခင်တကယ်မဟုတ်ပေဤအရာနှင့်သက်ဆိုင်၍တန်တရာဖြစ်ဖွယ်မရှိကြယင်းသည်ဖရာသခင်ဤလူဇာတိခံဇာတိပဂတိဟုတ်မဟုတ်ဆိုသည်ကိုလူသားကစုံစမ်းရန်ရည်ရွယ်ပါက ူဖော်ပြသောစိတ်နေသဘောထားနှင့်သူပြောဆိုသောနှုတ်ကပတ်တော်များမှဤအရာကိုအတည်ပြုရမည်ဖြစ်သည်ဆိုလိုသည်မှာယင်းသည်ဖယားသခင်ဤလူဇာတိခံဇာတိပဂတိဟုတ်မဟုတ်ဆိုသည်နှင့်မှန်ကန်သောလံခရီဟုတ်မဟုတ်ဆိုသည်ကိုအတည်ပြုရန် သူဤအနှစ်သာရအရာခွဲခြားရမည်ဖြစ်သည်ထို့ကြောင့်ယင်းသည်ဖယားသခင်ဤလူဇာတိခံဇာတိပဂတိ ဟုတ်မဟုတ်ဆိုဒီကို ဆုံးဖြတ်ရာတွင် သူဤအပြင်ပန်းတွင်ပြင်ထက် သူဤအနှစ်သာရတွင် သူဤအမှု သူဤမိမ့်မွက်ချက်များ သူဤစိတ်တဘောဓာနှင့် အချားရှုထောင့်များစွာအဓိကအချက်တည်ရှိပေသည်ရှင်ဝေးအပြင်ရောက်ပြီအေး ပြန်လာပြီပေါ့อืมဒီနေ့ငါချက်မယ်ငါအစွမ်းပြမယ်ငါရဲ့အချက်ပြုတ်စွမ်းရည်ကိုမင်းကိုမြီးခိုင်းမယ်ဟမ်ဒီသင်းရုပ်ကြီးဟင်းချက်တာဒါပထမဆုံးဖြစ်မှာပဲဟင်းသင်းဟိရွက်တွေပြင်ထားမယ်อืมဟေးရှင်ဝေอืมပြောပါဦးငါတို့အိမ်လောင်တက်တန်းမှာမင်းတခါလေးတောင်စိတ်ဆိုးဘူးလား ဟိုတနေ့ကငါမင်းကိုစူပြီးအရှိအရမလျှက်ပြက်ချင်းကိုစုံစမ်းခွင့်မပေးခဲ့ဘူးမင်းထင်မြင်မှအောင်လောက်တာခံရမှာစိုးလို့ပါသိပါတယ်အားလုံးကမင်းကောင်းဖို့ပါနားလည်ပါတယ်သေယုတ်တော်တော်များများကအရှိအရမလျှက်ပြက်ချင်းကမိစ္ဆာဒိဋ္ဌိအယူဖြစ်ပြီးခရစ်တော်အယောင်ဆောင်သူပေါ်ယုံကြည်မှုလို့ပြောနေခရစ်တော်အတူကတမန်တရားဖော်ပြနိုင်လားမင်းကျမ်းစာတိုင်းသွားဖို့လိုတယ်ကျမ်းစာထဲမှာမပါရင်တမန်တရားဖြစ်နိုင်မှာမလား CCB နဲ့ဘာသာရေးလောကအရှိအယမလျှက်ပြက်ခြင်းကိုရှုံချပြီးအတိုက်ခံလုပ်နေတာမင်းမသိဘူးလားတကယ်ပဲသခင်ပြန်ကြွလာတာဆိုရင်ဘာသာရေးလောကလက်ခံမှာပဲဘာသာရေးလောကရဲ့ခေရည်စည်းကြောင်းနောက်ကိုငါတို့လိုက်ရမယ်ဒါဆိုမှမှာမဟုတ်ဘူးမင်းကထင်မြင်မှအောင်လောက်တာခံရလို့အရှိအယမလျှက်ပြက်ခြင်းကိုယုံကြည်တာငါအနေနဲ့ဘလို့လို့စိတ်မပူပဲနေမှာလေမင်းလှည့်စားခံရပြီးသခင်ကိုတစ္ဆာဖောက်ရင်သခင်ပြစ်ပေးတာခံရမှာ ဒါဟုတ်ငါစိတ်ကောင်းနိုင်မလဲလားရှင်စိတ်ပူတာသိပါတယ်ရှင်အတွက်ရောကျမစိတ်မပူဘူးထင်လားကျန်းစာကရက်တော်အတူတွေနောက်ဆုံးတော့ကာလမှာပေါ်လာမယ်ဆိုလို့ရှင်ရမှန်တဲ့လန်ခီကိုမစူးစမ်းဘူးချုံချရတယ်ကျမအထင်မြင်မအောင်လုပ်တာခံရတယ်လို့ပြောတယ်ဒါပေမဲ့ကရက်တော်အတူနဲ့အစ်စ်ကိုရှင်ခွဲနိုင်လားရှင်ရမှန်တဲ့လန်ခီကိုမစူးစမ်းဘူးဖခင်အတန်နားမထောင်ဒါကမိုက်မဲပြီးမသိနားမလဲတာမဟုတ်လား ရှင်ကဘာသာရေးလောကအထင်မြင်မှအောင်လုပ်တာကိုခံရပြီလို့ထင်တယ်။ဒါကစံစာတွေကနှုတ်ကပတ်တော်တွေကိုပြည့်စုံစေတယ်။ငါလူတို့ဒီပညာနည်းသောကြောင့်ဆုံးရှုံးကြ၏။မိုင်မဲသူတို့ကဉာဏ်မရှိသောကြောင့်သိကြလိမ့်မည်။စံစာကိုရှင်းနာလည်ရင်ဘာလို့ဒီပဿနာကိုရှင်းရှင်းမမြင်နိုင်ရတာလဲ။ကျမရှင်ကိုအနန္တတကူရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖတ်ပြပြီးသူ့အမှုတော်ကိုတည်တည်ခံတယ်။ရှင်ကိုသခင်စွန့်ပစ်မှာဆိုလို့ရှင်ကပ်ပြီးတဲ့ကြပြီးအပြစ်ပေးခံရရင် ကျမတို့မိသားစု क्वे သွားမှာမဟုတ်လားဖះနိုင်ငံတို့ရှင်နဲ့အတူဝင်ကျင်တယ်ဒါပေမဲ့ရှင်ကျမစကားနားမထောင်ငါမိုင်မဲပြီးမသိနားမလဲဘူးပေါ့ငါသေးအောင်ဖြစ်လာတာကြာပြီဒါအောင်ငါရှင်းရှင်းမမြင်နိုင်ဘူးလို့မင်းထင်တာလားအရှိအယံမှာလျှက်ပြက်ခြင်းကိုဘာလို့မစူးစမ်းလဲဟုတ်လားအရှိအယံမှာလျှက်ပြက်ခြင်းကလူပုဂ္ဂိုလ်တယောက်ကိုယုံတယ်ဆိုတာငါသိကြတယ်ပြီးတော့မှန်တဲ့လန်ခီမဟုတ်ဘူးဘာလို့ငါစူးစမ်းရမှာလဲရှင်လေသူတို့ကလူကိုယုံတယ်ဟုတ်လား ရှင်ကဒီလူကိုပဲအစွဲထားနေတာလူတယောက်ကတမတရအများကြီးဖော်ပြနိုင်လားလူရဲ့ဖောက်ပြန်ပျက်စီးစိတ်ကိုဖော်ထုတ်နိုင်လားလူတယောက်ကဖះအမှုရဲ့နည်းနည်းမှုတွေကိုခြားပြနိုင်လားသခင်ယေရှုကလူမဟုတ်ဘူးလားလူသားနဲ့ပတ်သက်လာရင်သခင်ယေရှုကလူမဟုတ်ဘူးလားဒါဆိုဘာလို့သူ့ကိုယုံလဲဘာပဲဖြစ်ဖြစ်အနန္တတကုရှင်ဘုရားသခင်ကတာမန်လူပဲဖះမဟုတ်ဘူးလို့ဘာသာရေးလောကပြောတယ် CCB ကလည်းရှေ့ရက်မှာလျှက်ပြက်ခြင်းကလူကိုယုံတာဖះကိုမဟုတ်ဘူးတဲ့ မင်းတို့ကလူကိုယုံကြည်တာလို့ဒီအဖွဲ့ကြီးနှစ်ဖွဲ့ကပြောတယ်ဒီတော့မင်းကလူကိုယုံကြည်တာဖះကိုမဟုတ်ဘူးဆိုတာငါသိကြတယ်ရှင်ဘာလို့ဒီလောက်အပြီးခေါင်းမာရတာလဲဘာသာရေးလောကလွန်ခဲ့တဲ့နှစ်2000တောင်းကသခင်ယေရှုကိုကားစင်တင်ခဲ့တယ်စစ်စီပီကဖះကိုအတိုက်ခံလုပ်တဲ့နှဆိုးအုပ်စုပဲရှင်ဘာလို့သူတို့ဘာမှနေပြီးသူတို့ပြောတာကိုယုံတာလဲရှင်အုံနောက်ကိုတုံးပြီးသခင်ယေရှုကိုကားစင်တင်ခဲ့တာဘသူတွေလဲဆိုတာကို ဘသူတွေလဲဆိုတာကိုရှင်ဘာလို့မစင်းစားရတာလဲသူကောင်းချစရာနေရာမရှိအောင်ပြီးနှိမ့်ခဲ့တာဘသူတွေလဲသူတို့စကားကိုအမှန်တရားလို့ရှင်ဘာလို့သတ်မှတ်နိုင်တာလဲသူတို့စကားတွေအတိုင်းသခင်ကိုကြိုးဆိုရင်ရှင်တဘွားလုံးသခင်ကိုမကြိုးဆိုရဘဲဖြစ်သွားမယ်နန်နာတကိုးရှင်ဖခင်သခင်ရဲ့စကားတွေကစမ်းစာထဲမှာရှိလားသခင်ယေရှုစကားတွေကဓမ္မဟောင်းကျမ်းထဲမှာရှိလားစကားကိုကတ်မပြောနဲ့ဒါတွေကတကယ်ဖခင်နှုတ်ကပတ်တော်ဆိုရင်စမ်းစာထဲမှာရှိတဲ့ ဖယားနှုတ်ကပတ်တော်အမှုတော်အလုံးအဲ့ဒီမှာရှိကျမ်းစာကိုကြော်ရင်မိစ္ဆာဒိဋ္ဌိအယူပဲဒါကိုဘာသာရေးလောကတစ်ခုလုံးသိ။ तू ကတမန်တရားကိုဖော်ပြနေတာဆိုရင်ဘာသာရေးလောကဘာလို့အသိမှန်မပြူတာလဲ။ကျမ်းစာခြေပြူချက်မရှိလို့ပဲ။ဒီတော့ငါစူးစမ်းမှာမဟုတ်ဘူး။ကျမ်းစာဘာသာရေးလောကအဲ့ဒါရှင်အထက်လူကြီးတွေရှင်ယုံနာဖယားမဟုတ်ဘူး။